အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Planet မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့ထောက်တာချမ်းသာဆိုပဲဖြစ်ပါတယ်ယနေ့ကျွန်တော်တို့ဆွေးနွေးလိုတဲ့ယောဂရဲ့အမည်ကတော့နှင်းကူယောဂအကြောင်းပဲဖြစ်ပါတယ်နှင်းကူယောဂဟာအဖြစ်များတဲ့အရေးများအခြေအနေတစ်ခုဖြစ်ပါတယ်ကလေးငယ်9ယောက်မှ10ယောက်လူကြီး10ယောက်မှ10ယောက်တို့ဟာနှင်းကူယောဂရှိနေတတ်ပါတယ်နှင်းကူနာသို့မဟုတ်နှင်းကူယောဂဟာအရေးများရောင်ရမ်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဖြစ်အများဆုံးနှင်းကူယောဂကိုစေးပညာလို့ atopic dermatitis သို့မဟုတ် eczema လို့ခေါ်ကြပါတယ်။တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ကလေးငယ်တွေမှာဆိုရင်ပါးပေါ်မှာအညိုရောင်အနီရောင်အကွက်တွေပေါ်နိုင်တယ်။ရားလုံးတဲ့အတွက်ညအိတ်မပြောင်းတာမျိုးတွေဖြစ်နိုင်တယ်။အသက်နည်းနည်းလေးကြီးတဲ့ကလေးတွေနဲ့လူကြီးတွေမှာတော့ခန္ဓာကိုယ်အရင်ပြားတွန်းခေါက်တဲ့နေရာတွေခြေလက်အကွေးဆက်နေရာတွေမှာနှင်းကုအကွက်တွေပေါ်နိုင်ပါတယ်။တူးချင်းစီပေါ်မှာမူတည်ပြီးတော့ခြေလက်လယ်ပင်နေရာအနှံ့မှာဖြစ်တတ်ပါတယ်။ အရင်ပြားဟာ၆တွေ့ပြီးတော့ရားရံနေတတ်တယ်။တခါတလေညဘက်တွေမှာပိုဆိုးပြီးအိတ်မရအောင်ရားတတ်ပါတယ်။နင်းကူရှိတဲ့နေရာတွေမှာအရင်ပြားဟာနေရဲပြီးတော့အကွက်လိုက်ဖြစ်နေတတ်တယ်။ကုတ်ပါများတဲ့အခါအနဖေးတွေတက်ပြီးအရင်ပြားဟာတရေချက်ကတ်ထူချက်လိုထူထဲလာတတ်ပါတယ်။အခြေကုံတွေလိုလည်းဖြစ်လာတတ်ပါတယ်။တခါတလေကုတ်ချစ်ချတဲ့အခါမှာအရင်ပြားအမုံတွေအများပြားကျတတ်တယ်။ဒီအဆင့်အထိကိုနင်းကူအချောက်လို့ခေါ်လို့ရှိပါတယ်။ ဆက်ပြီးကုတ်ပါများလာရင်တော့ဒီနဖေးတွေကကွာကြပြီးအနာလိုဖြစ်လာတဲ့အတွက်အဲ့ဒီနေရာမှာစိုးစီစီဖြစ်လာတတ်ပါတယ်။ရားရံလွန်းတာကြောင့်ဒီလိုနေရာမျိုးကိုထက်ကုတ်မိရင်ပိုးဝင်ပြီးအဝါရောင်ပြည်ရည်တွေစိမ့်ထွက်လာနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးကိုတော့နှင်းကူအဆိုးလို့ခေါ်လို့ရှိပါတယ်။အတော်ဆိုးရတဲ့အခြေအနေတွေမှာခြေလက်တွေဖောင်းလာတဲ့အထိရောင်ရမ်းနိုင်ပြီးကုတ်ပါများတဲ့အတွက်အနာတွေကနေသွေးတွေယိုစီးကြတဲ့အထိဖြစ်လာနိုင်ပါတယ်။ ီလိုနှင်းကူယောဂရှိသူတွေကိုနားမလည်နိုင်တဲ့မိသားစုဝင်တွေအချို့သောကျန်းမာရေးဝန်ထမ်းတွေက မကုတ်ဖို့တားချတာမျိုးတွေရှိနိုင်ပါတယ်တကယ်တော့ဒီလိုနှင်းကူယောဂရှင်တွေဟာညဘက်အိပ်ရင်းတဲ့တောင်မှကုန်မိကြတဲ့အတွက်ကြောင့်မလို့မကုတ်ဖဲ့ဖို့တားတာအပြစ်တင်တာဟာဝေဒနာရှင်တွေကိုပိုပြီးစိတ်ထန်ရရအောင်လုပ်နေတာနဲ့တူနေပါလိမ့်မယ်ဒါကြောင့်မလို့ရားလို့ကုတ်တာကိုအပြင်လူတွေကမတားမိစေဖို့မဝေပန်မိစေဖို့ဆရာမလုံးမိစေဖို့အင်မတန်ရည်ကြီးပါတယ် ဒါကြောင့်လေယောဂခံစားနေရသူတွေအပြင်သူနဲ့နီးစပ်တဲ့မိသားစုဝင်တွေတငယ်ချင်းတွေဆရာဆရာမတွေအားလုံးပါနှင်းကူယောဂအကြောင်းကိုနားလည်ထားဖို့လိုပါလိမ့်မယ်။ကလေးနှင်းကူယောဂဟာအသက်ကြီးလာရင်အများအပြားပျောက်သွားနိုင်ပေမဲ့လို့အချို့မှာတော့လူကြီးဖြစ်တဲ့အထိနာတာရှည်ဖြစ်သွားတတ်ပါတယ်။နာတာရှည်ဖြစ်တဲ့အခါယောဂတတ်တာတဲ့အချိန်တွေရှိသလိုယောဂထားကြွတဲ့အချိန်တွေရှိနိုင်တယ်။ဒါကြောင့်နာတာရှည်နှင်းကူယောဂကိုကုသတဲ့အခါမှာ ယောဂတတ္တာနေတဲ့ပျောက်နေတဲ့အချိန်တွေကိုကြာနိုင်သမျှကြာအောင်ဆွဲဆန့်ထားနိုင်ဖို့ကအရေးကြီးပါတယ်။နှီးကူယောဂနဲ့ပတ်သက်ပြီးယောဂရှင်တွေရောကိုယ်နဲ့နှီးစပ်တဲ့မိသားစုဝင်တွေပါတည်ထားတဲ့အချက်ကနှီးကူယောဂဟာကူးစက်နိုင်တဲ့ယောဂမဟုတ်ဘူးဆိုတာပါပဲ။နှီးကူယောဂဟာကူးစက်ယောဂမဟုတ်ဘူးဆိုတာကိုအားလုံးသိထားကြဖို့အရေးကြီးပါတယ်။ဒီယောဂကြောင့်လူကြားထဲမထွက်ချင်တာမျိုးတွေရားရံလွန်းတဲ့အတွက်ညအိပ်မပျော်နိုင်တာတွေကြောင့် ခန္ဓာကိုယ်တွေမကပဲစိတ်ပိုင်းဆိုင်ရာတွေကိုပါထိခိုက်စေနိုင်ပါတယ်။ဒါအပြင်စိတ်ဖိစီးမှုဟာနှင်းကူယောဂကို ထားကြွစေတဲ့အကြောင်းရင်းတွေကတခုဖြစ်တာကြောင့်မလို့စိတ်ဖိစီးမှုကနှင်းကူကိုပိုဆိုးစေပြီးနှင်းကူကြောင့်လည်းစိတ်ဓာတ်ကျဆင်းစေတဲ့အတွက်အဆိုးတန်တရာလည်သွားစေနိုင်တဲ့အခြေအနေတခုလည်းဖြစ်နေပါတယ်။နှင်းကူယောဂဘာကြောင့်ဖြစ်ရသလဲ။အကြောင်းရင်းမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။မိသားစုထဲမှာနှင်းကူယောဂရှိတာ ါမှမဟုတ်ဓမ္မတဲမှုတွေရှင်ကျက်ယောဂဝိမုံကြောင့်ဖြစ်တဲ့နှကောင်းရောင်ရံယောဂတွေရှိရင်နှင်းကူယောဂပိုဖြစ်များတတ်ပါတယ်ကို့အရေပြားနဲ့အဆင်မပြေတဲ့ပတ်ဝန်းကျင်အခြေအနေတွေဥမာပူလွန်းအေးလွန်းသို့မဟုတ်၆သွေလွန်းတဲ့ရာသီဥတုအခန်းအပူချိန်မတည့်တဲ့ဆက်ပြားဆွဲချိုးလက်ပတ်နာရီစတဲ့လက်ဝက်လက်စားတွေသို့မဟုတ်လက်အိတ်ဝတ်ပြီးတော့အလုပ်လုပ်ရတာတွေစိတ်ဖိစီးမှုများတာတွေကြောင့်လည်းနှင်းကူယောဂဟာပိုဆိုးတတ်ပါတ နှင်းကုဝေဒနာရှင်90ရာခိုင်နှုန်းလောက်မှာမျိုးပိစအခြေအနေကြောင့် filaggrin လို့ခေါ်တဲ့အရေပြားပရိုတင်းတစ်မျိုးချို့တက်နေတတ်ပါတယ်။ဒီပရိုတင်းတက်ဟာအုတ်စီယာမှာတုံးတဲ့အင်္ဂဒေလိုမျိုးအရေပြား cell တွေကိုတစ်ခုနဲ့တစ်ခုပူးကပ်နေအောင်ကူညီပေးပါတယ်။ဒီတက်မရှိတဲ့အခါမှာအရေပြားဟာပတ်ချားအလာပြီးတော့အတွင်းကရေချက်တွေအငွေ့ပြန်ကုန်လာကြောင်းမလို့ပူပြီးတော့ခြောက်သွေ့လာပါတယ်။အရေပြားဟာအကွယ်ပြီးမလုံခြုံတော့တဲ့အခါမှာပြင်ပကဖုံတွေအမုံတွေ ပူဝင်လာပြီးဓမ္မတည့်မှုတွေကိုဖြစ်စေတာကြောင့်မလို့နင်းကူယောဂဖြစ်ရပါတယ်။နင်းကူယောဂကိုအရှင်းပြအောင်ကုနိုင်တဲ့ဆေးတော့မပေါ်သေးပါဘူး။ယောဂကိုတတ်တာအောင်ထိန်းထားနိုင်တဲ့ကုထုံးတွေတော့ရှိပါတယ်။ဒီကုထုံးတွေရဲ့အဓိကရည်ရွယ်ချက်တွေကတော့အရေပြား၆သိမ့်မှုကိုထိန်းပေးတာအရေပြားတွေကိုပြင်ပကဓမ္မတည့်တာတွေမဝင်အောင်ကောက်ွယ်ပေးတာရှားရံမှုကိုတတ်တာစေတာခန္ဓာကိုယ်ရဲ့ခုခံအားကိုထိန်းပြီးရောင်ရမ်းမှုတွေကိုကျစေတာ။ ပတ်ဝန်းကျင်မှာရှိတဲ့ဓမ္မတဲ့တဲ့အရာတွေကိုရှောင်တာပိုးဝင်ခဲ့ရင်ပရိစီဝပိုးသက်ဆေးတွေနဲ့ကုသလာတွေစတာတွေပဲဖြစ်ပါတယ်ပထမဆုံးအရေပြားမချောက်တွေ့ရအောင်ပတ်ကြားအပ်နေတဲ့အရေပြားထဲကိုပြင်ပက ဖုံတွေအမုံတွေဓာတုပစ္စည်းတွေမဝင်အောင်အဆိုထက်ထိန်လိမ့်စေ moisturizer လိမ့်ပေးရပါမယ်ဒါကို emollient လို့လည်းခေါ်ပါတယ်အရေပြားပေါ်မှာဒီ moisturizer တွေဇက်တိုက်လိမ့်ပေးထားခြင်းအပြင်ပုံမှန်ပတ်ကြားအပ်နေတဲ့အရေပြားဟာ ရှောက်သိမ့်မှုမရှိတော့တဲ့အပြင်ဒီအစီဓာတ်တွေကပြင်ပကဖုံတွေအမှုန်တွေဓာတုပစ္စည်းတွေမဝင်အောင်တားဆီးပေးထားတဲ့အတွက်ကြောင့်မလို့အရေပြားရောင်ရမ်းခြင်းလည်းမဖြစ်နိုင်တော့တဲ့အတွက် flare up လို့ခေါ်တဲ့နှင်းကူယောဂထကြွခြင်းကိုအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။တကယ်တော့နှင်းကူယောဂကာကွယ်ကုသရာမှာဒီ moisturizer တွေဟာအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေပါတယ်။နှင်းကူမှာလိမ့်တဲ့ moisturizer တွေဟာပုံမှန် cosmetic moisturizer တွေနဲ့မတူတာက ူတို့စီမှာအနက်မပါဘူးအရွယ်တင်စေတဲ့ဓာတုပစ္စည်းတွေမပါပါဘူးသူတို့ကို medical moisturizer တွေလို့ခေါ်ပါတယ်ဒီအဆိုတတ်ထိန်းလိမ့်စေးတွေဟာ lotion cream gel spray ointment စသဖြင့်ပုံစံမျိုးမျိုးနဲ့လာတတ်ပါတယ် lotion ကတော့အရေးအကျဲဆုံးဖြစ်တယ်ခဏခဏလိမ့်ပေးဖို့လိုပါတယ် gel နဲ့ cream တွေကတော့မကျဲမပြတ်အနေတော်ပါပဲဒီနေ့မှာ၃-၄ခါလောက်လိမ့်ပေးနိုင်ပါတယ် Wineman ကတော့အစီကဲဖြစ်လာပါတယ်ဥပမာ Vaseline မှာသူကတော့အပြစ်ဆုံးဖြစ်ပြီးတော့တခါလိမ့်ထားရင်တော်တော်ကြာကြာခံပါတယ်ဒါပေမဲ့တချို့ကလေးတွေနဲ့လူကြီးတွေဟာဒီလိုပြစ်ခဲခဲအစီတွေဝင်းပြီးတော့စီကက်ကက်ဖြစ်နေတာကိုမကြိုက်တဲ့အတွက်အစီခဲတွေကိုညပိုင်းတွေမှာလိမ့်ကြတာများပါတယ်နေ့ပိုင်းတွေမှာတော့ lotion တောင်မဟုတ် cream နဲ့ gel တွေကိုလိမ့်ပေးနိုင်ပါတယ်လိမ့်တဲ့အခါတကူလုံးကိုများများလိမ့်ပေးရပါမယ်ဒီမိုးလျော့နေကိုလိမ့်ရမှာပိုးရဲဆိုတာမရှိပါဘူး ဒီနေ့ကို၃လခါလောက်လိမ့်ပေးနိုင်တယ်ဆိုတာမှာ၃လခါလောက်အ ਨੇ ဆုံးလိမ့်ပေးဖို့ကိုဆိုလိုပါတယ်။ moisturizer တွေကိုနှင်းကူယောဂထားတဲ့အချိန်မှသာမဟုတ်ပဲကောင်းနေတဲ့အချိန်တွေမှာလည်းဆက်ပြီးလိမ့်ပေးသင့်ပါတယ်။အရင်များမှာ filler green တက်ဟာမွေးရပါချို့တက်နေတဲ့အတွက်ကြောင့်မလို့အရင်များပတ်ကြားအမှုကိုထိမ့်ပေးထားနိုင်ဖို့ moisturizer တွေကိုတစ်သက်လုံးဆွဲပြီးလိမ့်သွားဖို့လိုပါတယ်။ဘယ် moisturizer ကအကောင်းဆုံးလဲ။ အရေးပြားဆရာဝန်တွေရဲ့အဖြေကတော့ပုံမှန်ဆွဲပြီးလိမ့်တဲ့ moisturizer ဟာအကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။သူတို့ပြောလိုတာကတော့ဒီလိမ့်စည်းတွေကိုသုံးရမှာကုမ္ပဏီနာမည် brand name တက်ကိုမပြတ်မကွက်နေ့စဉ်မှန်မှန်လိမ့်ပေးဖို့ကပိုအရေးကြီးတယ်လို့ဆိုလိုချင်တာပဲဖြစ်ပါတယ်။လူတယောက်နဲ့တယောက်အရေးပြားဖွဲ့စည်းပုံချင်းမတူတဲ့အတွက်သူများအတွက်ကောင်းတဲ့ moisturizer ဟာကိုယ့်အတွက်တော့ကောင်းခြင်းမှာကောင်းပါလိမ့်မယ်။ ဒါကြောင့်ကိုနဲ့တင့်တော်မဲ့ကိုရည်ပြားနဲ့အတဲ့ဆုံးဖြစ်မဲ့ moisturizer ကိုစမ်းသပ်ပြီးသုံးကြည့်တာအကောင်းဆုံးပဲဖြစ်ပါတယ်။အစီကဲ ointment ထဲမှာတော့လူသိအများဆုံးအသုံးအများဆုံးဈေးနဲ့အတဲ့ဆုံးကတော့ Vaseline ပါပဲ။ဒီအရေဓာတ်ထိုင်းအစီတွေကိုလိမ့်တဲ့အခါမှာတအားပုတ်ချပြီးလိမ့်ကြရမလို့ပဲနည်းနည်းချင်းစီတို့ပေးပြီးတော့အမွှေးပေါက်တဲ့လမ်းကြောင်းအတိုင်းအသာလေးအလိုက်တဲ့ပုတ်လိမ့်ပေးရပါမယ်။အဲ့လိုမှမဟုတ်ပဲပြောင်းပြန်ပုတ်လိမ့်ခဲ့ရင် မွေးငင်းပေါက်တွေပိတ်ပြီးရောင်ရမ်းတဲ့ folliculitis ရောဂါရသွားနိုင်ပါတယ်။ moisturizer တွေကိုရေချိုးပြီး3မိနစ်တွင်မှလင်းရပါမယ်။ရေချိုးတဲ့အခါဆက်ပြအစား deep moisturizer cream တွေကိုသုံးနိုင်ပါတယ်။ရေချိုးရမှာသုံးတဲ့ moisturizer တွေကိုတည်တံ့ထုတ်လုပ်ထားပါတယ်။တက်တက်မဝယ်နိုင်ရင်ဒီအတိုင်းပုံမှန်လေးနဲ့ moisturizer ကိုဆက်ပြတို့မဟုတ်ခေါင်းလျှော်ရည်နေရာမှာအစားထိုးသုံးလို့ရပါတယ်။ဒါနဲ့မကသေးပဲမုတ်ဆိတ်ရိပ်အမွှေးရိပ်ရမှာလဲမုတ်ဆိတ်ရိပ်ဆက်ပြအစား ဒီ moisturizer တွေကိုအစားထိုးသုံးလို့ရပါသေးတယ်။ကလေးငယ်တွေမှာဒီလို moisturizer တွေကိုရေချိုးရမှာသုံးရင်ချော်ထွက်ပြီးတော့လွတ်ကျနိုင်တယ်။လူကြီးတွေမှာလည်း moisturizer တွေဟာခြေချော်လဲနိုင်တဲ့အတွက်ကြောင့်မလို့ဒီအန္တရာယ်တွေကိုတော့အထူးသတိထားရပါမယ်။နောက်ပြီး Vaseline စတဲ့အစီကဲတွေဟာ petroleum ပါတဲ့အတွက်မီးလောင်တတ်တယ်ဆိုတာလည်းသိထားရပါမယ်။ဒါကြောင့်ဒီလိန်စည်းတွေနားမှာဖျောင်းနိုင်ထွန်းခြင်း၊ဆေးလိပ်တောက်ခြင်းစတာတွေမလုပ်ပါနဲ့။ ဒီလိုမိုင်းချရိုက်စာတွေကိုအများကြီးလင်းရမှာဖြစ်တဲ့အတွက်တချို့ခရီးမီဟာဘူးကြီးတွေနဲ့လာတဲ့အခါလက်ချောင်းနဲ့ဘူးကြီးထဲကဓာတ်ရိုက်နှိုက်သုံးတာမျိုးကိုမလုပ်သင့်ပါဘူးဘက်တီးရီးယားပိုးတွေလက်ကတဆင့်ဘူးထဲကိုဝင်နေတာကြောင့်ပါဘူးကြီးထဲကနေခွက်နဲ့ခတ်ပြီးသုံးတာဇွန်းနဲ့ခတ်ပြီးသုံးတာကအကောင်းဆုံးဖြစ်ပါတယ်ဒီလိုဘူးကြီးတွေကိုအိမ်မှာအကြာကြီးချောင်ထိုးသိမ်းထားတာမျိုးလည်းမလုပ်သင့်ပါဘူးအချိန်ကြာတဲ့အခါမှာဘူးထဲမှာဘက်တီးရီးယားပိုးတွေပေါက်ပွားလာနိုင်ပါတယ် ီလိုထိန်းနေရင်းနဲ့ကနှင်းကူထလာတဲ့အခါမှာ steroid လိမ့်စည်းတွေကိုလိမ့်ဖို့လိုလာပါလိမ့်မယ်။ steroid ဆိုတာခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီးတော့သူ့ရဲ့အစွမ်းကကိုယ်ထဲမှာရှိတဲ့မူမမှန်တဲ့ခုခံအားတွေနဲ့ရောင်ရမ်းခြင်းတွေကိုတက်တာစေပါတယ်။ steroid လိမ့်စည်းမှာလည်း moisturizer တွေလိုပဲ cream နဲ့ ointment အစီဆိုပြီးနှမျိုးကွဲပါတယ်။ ointment အစီကမာကျောထူတဲ့နှင်းကူချက်တွေတဲ့ပိုကောင်းပြီးနီရဲပေါက်ပြဲနေတဲ့နှင်းကူအဆူအတွက်တော့ cream ကပိုသုံးလို့ကောင်းပါတယ်။ steroid လိမ့်ဆေးတွေကို အပြော့စား mild အလတ်စား moderate အပြင်းစား potent နဲ့ super အပြင်းစား very potent ဆိုပြီး၄မျိုးခွဲခြားထားပါတယ်0.5 to 1% hydrocortisone လိမ့်ဆေးဟာစေးဆိုင်တွေမှာဝယ်လို့ရပါတယ်ဒါက steroid လိမ့်ဆေးအပြော့စားဖြစ်ပြီးမျက်နှာနဲ့လိမ့်အင်္ဂါတွေတစ်ဝိုက်ကိုလိမ့်လို့ရပါတယ်ခလေးငယ်တွေမျက်နှာနဲ့လိမ့်အင်္ဂါတစ်ဝိုက်လိမ့်ရမယ့်အခြေအနေတွေဆိုရင် အပြော့စား steroid ဆိုပေမဲ့လည်းအရေးပြားဆရာဝန်နဲ့အရင်ဆွေးနွေးသင့်ပါတယ် အပြော့စားနဲ့လိမ့်နေရင်ကမတက်တာပဲပိုပြီးရားလာမယ်အကွက်တွေပိုကြီးပြီးတော့ပိုပြန့်လာမယ်ဆိုရင်တော့ပိုအားကောင်းတဲ့နောက်တစ်ဆင့်ကိုဆရာဝန်ကတိုးပေးပါလိမ့်မယ်ဥပမာတွေကတော့အလတ်စားမှာ Humovate အပြင်းစားမှာ Betnovate နဲ့ Super အပြင်းစားမှာ Damovate စတာတွေပဲဖြစ်ပါတယ်ဒါတွေကိုတော့ကိုဟာကိုဝင်မသုံးပဲဆရာဝန်ညွှန်ကြားချက်နဲ့သာသုံးသင့်ပါတယ် Steroid လိမ့်စေးတွေကိုတစ်နေ့တစ်ခါလိမ့်ရင်ရပါပြီ Steroid လိမ့်စေးတွေဟာ Moisturizer တွေနဲ့မတူတာကသူတို့ကို နှင်းကူယောဂါရှိတဲ့နေရာမှာပဲလိမ့်ပေးရပါတယ်။ moisturizer တွေတုန်းကကြိုက်သလောက်လိမ့်များနိုင်သလောက်များများလိမ့်ဆိုပြီးတော့အားပြည့်ခဲ့ပေမဲ့လို့ steroid လိမ့်ဆေးမှာတော့ဆေးပမာဏကိုလက်စစ်ကလေးနဲ့တိုင်ပြီးလိမ့်ရပါမယ်။အကြံပြင်းမှတ်ဖို့ကကိုယ့်ရဲ့လက်ဖွာနှစ်ဖွာစာနှင်းကူခွက်နေရာကိုလိမ့်ဖို့ steroid လိမ့်ဆေးလက်တစစ်စာကိုသုံးပါ။ moisturizer လိမ့်တော့ကလို့ပဲအမွှေးပေါက်တဲ့လမ်းကြောင်းအတိုင်းညင်ညင်သာသာလေးလိမ့်ပေးပါ။ steroid ဈေးနဲ့ moisturizer တွေကိုတစ်ချိန်တည်းမှာရုံမလိမ့်ပါနဲ့ရေချိုးပြပြချင်းစိုးနေတဲ့ရေကိုတပတ်နဲ့ပုတ်ပြီးတော့မတုပ်ဖဲအตาလေးပဲတို့တို့ပြီးချောက်အောင်လုပ်ပါရေအဆူတက်လုံးဝမကုန်းခင်မှာ steroid လိမ့်ဈေးကိုနှင်းကူရှိတဲ့နေရာမှာလိမ့်ပါ steroid လိမ့်ဈေးလိမ့်ပြီးနာရီဝက်မိနစ်30ကြာတော့မှ moisturizer ကိုလိမ့်ရပါမယ် steroid လိမ့်ဈေးကိုပုံမှန်အားဖြင့်တပတ်ကနေနှစ်ပတ်လောက်ထိကြာအောင်လိမ့်ရလေရှိပါတယ်များသောအားဖြင့်တစ်လထက်ပိုပြီးမလိမ့်သင့်ပါဘူး နင်းကူခွက်တွေရှင်းသွားပြီးနောက်2ရက်3ရက်ကြာတဲ့အထိ steroid ဈေးကိုဆက်လိမ့်ပေးသင့်ပါတယ်။နင်းကူရောဂါတက်တာသွားရင် steroid ဈေးကိုဖြည်းဖြည်းချင်းပြန်လျှော့ပြီးဖြစ်နိုင်ရင် steroid မလိမ့်ဘဲနှစ်ပတ်ကနေ၄ပတ်အထိ moisturizer နဲ့ပဲပြန်ထိန်းထားသင့်ပါတယ်။ steroid ဟာကြာရှည်လိမ့်တဲ့အခါအရေပြားကိုပါလွာသွားစေတဲ့အပြင်ခန္ဓာကိုယ်ဟာသူ့အပေါ်မှာမိခိုသွားတတ်တာကြောင့်ရေရှည်ဆွဲမသုံးမိဖို့ဂရုစိုက်တဲ့လေ TSW topical steroid withdrawal လို့ခေါ်တဲ့ steroid လိမ့်စေရက်လိုက်ခြင်းကြောင့်ဖြစ်ရတဲ့ပိုဆိုးတဲ့နှင်းကူယောဂအခြေအနေကို online မှာ လူတွေအပြောများနေပါတယ်။အထူးသဖြင့်အပြင်းစား steroid လိမ့်စေတွေကိုကြာရှည်သုံးဆွဲရတဲ့လူတွေမှာရုတ်တရက်ဆေးရလိုက်တဲ့အခါရခင်ဖြစ်လေရှိတဲ့နှင်းကူထက်ပိုဆိုးတဲ့အရေပြားရောင်ရမ်းခြင်းတွေဖြစ်လာတဲ့အခြေအနေတည်းရဖဲဖြစ်ပါတယ်။ဒါကြောင့် steroid လိမ့်စေတွေကိုလိမ့်တဲ့အခါမှာဆရာဝန်နဲ့တိုင်ပင်ပြီးလိမ့်တာ ဆေးရွေးတာရက်တာမျိုးတွေကအလွန်ပဲအရေးကြီးပါတယ်ခဏခဏနှင်းကူယောဂပြင်းပြင်းထန်ထန်ပြန်ထားတဲ့အတူတွေမှာတော့စနေတနင်္ဂနွေစတီရိုက်လိမ့်ဆေးဆိုတာမျိုးကိုလိမ့်ခိုင်းလေရှိပါတယ်အဲ့ဒါကတော့စနေတနင်္ဂနွေရောက်တိုင်းယောဂမထနေရင်တောင်မှပဲကိုယ့်ရဲ့နှင်းကူခွက်ပေါ်တတ်တဲ့ခန္ဓာကိုယ်နေရာတွေမှာစတီရိုက်လိမ့်ဆေးကိုကာကွယ်တဲ့အနေနဲ့ပုံမှန်လိမ့်ပေးရတဲ့ကုထုံးပဲဖြစ်ပါတယ်တနင်္လာကနေတောက်ကြအထိကတော့ moisturizer ကိုဝယ်လိမ့်ပြီး ဝီကန်ရောက်မှစတီရိုက်ကိုမွိုင်းရှာရိုက်စာအပြင်ထပ်ပေါင်းလိမ့်တဲ့သဘောပဲဖြစ်ပါတယ်။ဒီလိုလိမ့်ပြီးခြင်းအပြင်စတီရိုက်တွေကိုပိုလိမ့်ရတယ်လို့ထင်စရာရှိပေမဲ့ယောဂါထကြွပြင်းထန်လာတဲ့အခါလိမ့်ရမဲ့စတီရိုက်ပမာဏနဲ့ရှင်ရင်တော့ဒီလိုကာကွယ်ပြီးလိမ့်တာကပမာဏပိုနေတယ်လို့တွက်ချက်ထားကြတဲ့အတွက်ယောဂါပြင်းထန်ခဏခဏပြန်ဖြစ်တဲ့လူတွေမှာဒီကုထုံးကိုညွှန်းကြတာဖြစ်ပါတယ်။ နှင်းကူဆူယောဂါမှာတကယ်လို့ပိုးဝင်တယ်လို့သံသယဖြစ်ခဲ့ရင်ပိုးသက်စေပါတဲ့ steroid လိမ့်စေးတွေကိုလိမ့်ရပါလိမ့်မယ်။နှင်းကူအဆိုးမှာအရေးကြီးစိမ့်ထွက်နေရတာကနေပြည်လူမျိုးအဝါရောင်အရေးတွေထွက်လာမယ်ဆိုရင်ဘက်တီးရီးယားပိုးဝင်တာဖြစ်ဖို့များတဲ့အတွက် fusidic H လို့ဘက်တီးရီးယားကိုတတ်နိုင်တဲ့ fusidic acid နဲ့ရောထားတဲ့ steroid လိမ့်စေးကိုလိမ့်သင့်ပါတယ်။ပဋိစေဝပိုးသက်စေ antibiotic တွေကိုလည်းတောက်ဖို့ထိုးဖို့လိုပါလိမ့်မယ်။ ဒါကြောင့်မလို့ဒီလိုပိုးဝင်တဲ့ထင်ရင်ဆရာဝင်တဲ့ချက်ချင်းပြပါနောက်ထပ်စိုးရင်ဆရာကောင်းတဲ့ပိုးတစ်မျိုးကတော့ရေယုံပိုးပဲဖြစ်ပါတယ်နှင်းကူအကွက်တွေနဲ့အတူအရေကြီးဖုလေးတွေကိုပါတွေ့ရမယ်ဆိုရင်ဒါဟာရေယုံနှင်းကူနာ eczema herpeticum ဖြစ်ဖို့များတာကြောင့်ကလေးအထုကူဆရာဝင်တဲ့ချက်ချင်းပြပြီးတော့ antiviral ရေယုံ virus သက်ဆေးတွေကိုအမြန်ဆုံးစတင်ပါတယ်ဒီလိုကလေးနှင်းကူမှာအရေကြီးဖုလေးတွေတွေ့ရမယ်ဆိုရင် ရေယုံယောဂပြန့်ပြီးအသက်အန္တရာယ်ရှိနိုင်တာကြောင့်မလို့နေကူးအောင်စောင့်မနေဘဲနဲ့ခလေးဆေးရုံကိုအမြန်ဆုံးသွားပြသင့်ပါတယ်စတီရိုက်လိန်ဆေးနဲ့မတက်တာရင်တော့စတီရိုက်တောက်ဆေးတွေအထိလိုနိုင်ပါတယ်ဒါအပြင်ခန္ဓာကိုယ်ခုခံအားထိန်းညှိပေးတဲ့ဆေးတွေလူကောင်းလူပါလိမ့်မယ်ဒီဆေးတွေကရေပြားအထုခုဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းကြက်ကြက်မက်မက်သုံးဖို့လိုပါတယ်ဒါနဲ့မှမတက်တာခင်ရင်တော့အရေပြားအထုခုဆေးကမ်းတွေမှာ UV light ခရမ်းလွန်ရောင်ကြီးတစ်မျိုးပြပြီးကုသပေးတာမျိုးတွေရှိပါတယ်။ဒီကုထုံးတွေကတော့တောက်ဆေးလိမ့်စေးတွေနဲ့မထိန်နိုင်တော့တဲ့လူနာတွေအတွက်ပဲဖြစ်ပါတယ်။ရားရံမှုတွေအတွက်တော့ဗာမီတွန်လိုမျိုးအန်တီဟစ်စတမင်းအရားပျောက်ဆေးတွေကိုတောက်လို့ရပါတယ်။အလားတူဆေးတွေကတော့ရန်နက်တတင်းစစ်တရဇင်းနဲ့ဖက်ဆိုဖနက်ဒင်းစတဲ့အသုံးများတဲ့အန်တီအာလာဂျီဆေးတွေပဲဖြစ်ပါတယ်။စစ်တရဇင်းနဲ့ဖက်ဆိုဖနက်ဒင်းဆေးတွေဟာမူးယေ ထုံမိုင်းမှုကိုမဖြစ်စေတဲ့အတွက်အလုတ်သွားចောင်းသွားနေသူတွေအတွက်သင့်တော်ပါတယ်။ဗာမီတွန်သို့မဟုတ်ကလိုဖန်နမင်းဆေးကတော့အိတ်ချင်တဲ့အစွမ်းရှိတဲ့အတွက်ရားရံပြီးအိတ်မပြောသူတွေအတွက်ပိုကောင်းပါတယ်။ရေချိုးရမှာဆက်ပြကိုမသုံးပဲ moisturizer ကိုဆက်ပြအစားသုံးတာကအကောင်းဆုံးဖြစ်ပါတယ်။ဥပမာ Dermol 500 lotion ဟာဒီလိုရေချိုးရမှာဆက်ပြအဖြစ်သုံးလို့ရပါတယ်။တကယ်လို့ဆက်ပြသုံးကျင်နေဆိုရင်တော့ဘာနဲ့မှမပါတဲ့မျိုးစားတွေကိုရွေးသုံးရပါမယ်။ ခေါင်းလျှော်ရင်နဲ့လျှော်ခြင်းနဲ့ဆိုရင်လည်းခန္ဓာကိုယ်ရေပြားနဲ့အတက်နိုင်ဆုံးမထီအောင်ခေါင်းကိုသီးသန့်လျှော်သင့်ပါတယ်။ဓာတုပစ္စည်းနည်းနိုင်များအ ਨੇ ဆုံးအနက်မပါဆုံးအမျိုးအစားတွေကိုရွေးသုံးပါ။ရေပူချိန်ကို မပူလုံးမအေးလုံးထားပြီးချိုးပါ။ရေပန်းနဲ့ချိုးတဲ့လူတွေမှာရေပန်းအောက်ကိုတိတ်ပြင်းကြီးမထားပါနဲ့။ပုံမှန်အားဖြင့်ရေချိုးချိန်7မိနစ်ထက်မပိုသင့်ပါဘူး။ရေချိုးပြီးတဲ့အခါမှာတပတ်နဲ့အသာလေးတို့ထိပ်ပြီးရေချောင်းအောင်လုပ်ပါ။ 3မိနစ်အတွင်းမှာ straight right လိမ့်စီသို့မဟုတ် moisturizer ကိုလိမ့်ရပါမယ်။မွေးကင်းစကလေးတိုင်းကို moisturizer ဆောနဲ့မြအစောဆုံးလိမ့်ပေးပါ။ဒီလိုယောဂမဖြစ်ခင်တည်းကကြိုပြီး moisturizer တွေလိမ့်ပေးခြင်းကကလေးနင်းမှုယောဂကိုကာကွယ်နိုင်တယ်လို့တချို့သောကလေးအရေးပြအထူးကုဆရာဝန်တွေကယူဆထားကြပါတယ်။ကိုယ်နဲ့တင့်တော်မဲ့ပတ်ဝန်းကျင်ပူချိန်မှာနေပါ။အိမ်ထဲမှာပူလုံးရင်ပြတင်းပေါက်တွေဖွင့်ထားခြင်းပန်ကာလေအေးဆက် ်တင့်တော်သူလို့ဖွင့်ထားပြီးအပူချိန်ကိုထိန်းညှိဖို့ကြိုးစားပါဖြည်းတိမောက်တွေဖွင့်တဲ့အခါပြင်ပကဝိမုံတွေဖုံတွေသဲတွေဝင်လာမှာလို့သတိထားရပါမယ်စောင်းတွင်းလူအေးလို့တဲ့ယာသူတွေမှာအသားရည်ဟာပိုပြီး၆တိတက်တဲ့အတွက်အဲ့လိုယာသည်ဥတုမျိုးမှာ moisturizer တွေကိုလိုအပ်တယ်လို့တိုးပြီးလိမ့်ဖို့လိုပါလိမ့်မယ် humidifier တွေဟာလေထု၆တိမှုကိုကောက်ွယ်ပေးပြီးဖုံမုံတွေကိုကြမ်းမြင်စီကိုအနေထိုင်ကြစီတဲ့အတွက်ကြောင့်မလို့နှင်းကူယောဂအတွက်အထောက်အကူပြုနိုင်ပါတယ် အိမ်ထဲမှာတပစ္စည်းလဲဖုံတုတ်တဲ့အခါဖုံလေးတစ်ထောင်းလုံးမထအောင်အဝတ်စုသုံးပြီးတန့်ရှင်းရေးလုပ်ပါ။မွေးဘွားကော်စောအထူကြီးတွေဟာဖုံမုံတွေကိုစုပ်ယူထားနိုင်တဲ့အတွက်ဖြစ်နိုင်ရင်မသုံးပါနဲ့။ထူထဲပြီးကြက်ထုတ်တဲ့အိမ်ကြီးပေါင်းမီကိုရှောင်ပါ။သုံးမွေးလိုဝတ်ထည်တွေကိုရှောင်ပါ။နေလို့ထိုင်လို့ကောင်းမဲ့ခြည်တယ်မျိုးပါပါချောင်ချောင်ဝတ်ပါ။အိမ်ကြီးလျှော့ဖို့တဲ့ဒီသားချက်တွေကိုရွေးရင်လဲ hypoallergenic စာပါတဲ့ပစ္စည်းမျိုးစားကိုရွေးချယ်ပါ။ ကိုနဲ့ထမတဲ့တဲ့အရာတွေကိုရှောင်ပါဖုံမှုတ်ရေမွေးမိခိုးတွေကိုရှောင်ပါမတဲ့တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရှောင်ပါရေကူးမယ်ဆိုရင်ရေကူးကန်ထဲမှာစေးခတ်ထားသလားဘယ်နေ့မှာစေးခတ်ထားသလဲဆိုတာကိုစုံစမ်းပြီးတော့စေးခတ်တဲ့နေ့ကိုရှောင်ကူးပါအစားအသောက်ကြောင့်နှင်းကူဖြစ်တယ်လို့သက်သေထောက်ထားမရှိပါဘူးဒါပေမဲ့နှင်းကူယောဂဟာအခြားထမတဲ့မှုတွေနဲ့တွဲပြီးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့မတဲ့တဲ့စားအသောက်တွေကိုတော့ရှောင်သင့်ပါတယ် တချို့မိဘတွေဟာမွေးကင်းစကလေးငယ်ဘာစာနဲ့မတည့်တဲ့လေသိရအောင် food allergy test တွေလုပ်ခြင်းကြပါတယ်။ဒါပေမဲ့နှင်းငူရောဂါပြင်းထန်နေတဲ့အချိန်ခန္ဓာကိုယ်ထဲမှာ antibody ပဋိပစ္စည်းတွေဟာပုံမှန်ထက်များနေတဲ့အတွက်ကြောင့်မလို့ false positive လို့ခေါ်တဲ့တကယ်ရောဂါမရှိပဲရှိတယ်လို့အဖြေထွက်တာမျိုးဥပမာတကယ်ဓာတ်မတည့်တာမဟုတ်ဘဲနဲ့ဓာတ်မတည့်ဘူးလို့အဖြေထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ပြီးတော့ကလေးငယ်ကိုစားသင့်တဲ့စားအစာတွေကိုစောစီစာမကျွေးဘဲနဲ့ထားလိုက်လို့ရှိရင် အဲ့လိုအစာရှောင်ခိုင်းတဲ့အတွက်ကြောင့်မလို့အစာအစာနဲ့ဓာတ်မတည့်မှုတွေပိုပြီးဖြစ်လာတတ်ပါတယ်။အကောင်းဆုံးကတော့စားတော့နဲ့နှင်းကူယောဂပြင်းထန်မှုကိုရှင်တွဲပြီးတော့ဒါယာရီရေးထားပါ။အဲ့လိုမတန်းပြန်ကြည့်တဲ့အခါမှာအစာအတော့တစ်ခုခုကြောင့်နှင်းကူယောဂဟာအမြဲလိုလိုစိုးနေမယ်ဆိုရင်တော့အဲ့ဒီအစာအစာကိုရှောင်သင့်ပါတယ်။ခုခံအာယောဂတွေမှာအဓိကရှောင်သင့်တဲ့အစာတွေကိုတော့ရှောင်ဖို့စဉ်းစားသင့်ပါတယ်။အဲ့ဒါကတော့ဂျုံထဲမှာပါတဲ့ glutamate ဓာတ်ပါဒီလိုဂလူတန်မပါတဲ့အစာကို စမ်းစားကြည့်ပြီးတော့နေလို့ပိုကောင်းတယ်နှင်းကူနဲ့အခြားတက်မတဲ့ဓာတ်တွေမဖြစ်တော့ဘူးဆိုရင်တော့ဆက်ဆောင်သင့်ပါတယ်ကြက်ဥဘဲဥတက်မတဲ့စမ်းကျင်ရင်လည်းဒီနည်းနဲ့စမ်းတတ်နိုင်ပါတယ်ရှောင်နေတဲ့ဂျားလေးကယောဂဆက်ဖြစ်နေတယ်ဆိုရင်တော့ဒီအစားအစာကြောင့်မဟုတ်ဘူးလို့ပြောနိုင်တဲ့တို့ကြောင့်မလို့ဆက်ဆောင်စရာမလိုတော့ပါဘူးတကြားနဲ့လူလုံးတဲ့အချိုရည်တွေဟာရောင်ရမ်းမှုတွေကိုပိုဆိုးစေတယ်လို့ကြောင့်မလို့တဘာဝမဟုတ်တဲ့အချိုတတ်နဲ့တကြားအချိုရည်တွေကိုတော့ရှောင်ရပါမယ် အရက်ဆေးလိတောက်ခြင်းကလည်းကောင်းကျိုးကိုမပေးဘဲနဲ့ဆိုးကျိုးတွေကိုသာများစေတယ်တို့ကြောင့်မလို့ရှောင်သင့်ပါတယ်။ကိုယ်ရထဲမှာလည်းဓာတုပစ္စည်းတွေဓာတ်ပစ္စည်းတွေအများစွာပါတဲ့အတွက်ကြောင့်မလို့မစားရင်အကောင်းဆုံးဖြစ်ပါတယ်။စားတဲ့အစာတွေကတော့ Omega 3အဆီဓာတ်ပါတဲ့ငါးတွေဥပမာဆယ်မွန်ငါး Omega 3အဆီဓာတ်ဟာရောင်ရမ်းမှုကိုကျစေတဲ့အတွက်နှင်းကူကြောင့်ဖြစ်တဲ့အရေပြားရောင်ရမ်းခြင်းကိုတတ်တာစေနိုင်ပါတယ်။ထောပတ်သီးကတော့ရေပြားအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့ ကောင်းမွန်တဲ့ကာကွယ်မှုကိုပေးနိုင်ပါတယ်။အရေပြားတွေကကော်လာဂျင်ဓာတ်ကိုအားပေးတဲ့အတွက်ကြောင့်မလို့အရေပြားရဲ့ barrier စနစ်ကိုပိုပြီးတော့တန်ဆွမ်းစေနိုင်ပါတယ်။အစိမ်းရောင်ရှိတဲ့အသီးနှံတွေထဲမှာပါတဲ့ enzyme ဓာတ်တချို့ဟာဥတွင်းစာချေလုပ်ငန်းတွေကိုအားပေးတဲ့အတွက်ကြောင့်မလို့ခုခံအားစနစ်ကိုထိန်းချုပ်ပေးပါတယ်။ probiotic ဆိုတာဟာခန္ဓာကိုယ်ကိုကောင်းကျိုးပေးတဲ့ bacteria ပိုးလေးတွေဖြစ်ပါတယ်။ဒီ probiotic ဆေးတွေကိုမိခင်ဟာကိုယ်ဝင်ဆောင်ချိန်မှာတောက်ခဲ့ရင်မွေးလာတဲ့ကလေးနှင်းကိုရောဂါဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ မိသားစုထဲမှာနှင်းကူယောဂအခြားဓာတ်မတည့်ယောဂရှိတဲ့မွေးကင်းစကလေးတွေကိုလည်းဆရာဝန်လမ်းညွှန်မှုအောက်မှာ probiotic ဆေးတွေကိုတိုက်ကျွေးနိုင်ပါတယ်။လူကြီးတွေမှာတော့ probiotic တွေကိုတောက်ဆေးတွေကရနိုင်သလိုဒင်ဂျင်စားတဲ့စားစာတွေကလည်းရရှိနိုင်ပါတယ်။ probiotic တွေကဥလမ်းကြောင်းကျန်းမာရေးကိုအားပေးတဲ့အတွက်ကြောင့်မလို့ခုခံအားကိုထိန်းညှိပြီးတော့ရောင်ရမ်းမှုတွေကိုလျော့ကျစေနိုင်ပါတယ်။ရားလို့ကုန်မိတဲ့အခါဒဏ်ရာတက်တအောင်လက်သေးပုံမှန်ညှပ်ထားခြင်း ပိုးမဝင်အောင်လက်တွေကိုပုံမှန်ဆေးကြောခြင်းတို့ကိုလုပ်သင့်ပါတယ်။ဒါပေမဲ့လက်တွေကိုစက်ပြာနဲ့ခဏခဏဆေးရင်လက်အရည်ပြားတွေ၆သိပြီးတော့နှင်းကူယောဂပိုဆိုးနိုင်တာကိုတော့သတိပြုပါ။တချို့ကတော့လက်ကို moisturizer နဲ့ဆေးဖို့အကြံပြုပါတယ်။ကိုယ်ချစ်ထင်ရတတ်တအောင်ခြည်တယ်လက်ရွေးချင်းကိုနှစ်သက်ရရုပ်ရှင် TV ကြည့်ပြီးအာယုံပြောင်းခြင်းရားရံတဲ့ဝေဒနာကိုမကုတ်ဘဲတတ်တအောင်ရေခဲအိတ်ကပ်ပေးခြင်း moisturizer လိုအပ်သလိုလိမ်ပေးခြင်းဒီနေရာမှာမန်တော့ပါတဲ့ moisturizer အချို့ဟာ အရေးပြားကိုအေးမြစေတဲ့အတွက်ကြောင့်မလို့ရားတာကိုတတ်တာစီပါတယ်။ဥပမာမီသိုဒမ်ခရီးမ်ဟာအေးမြတဲ့ဓာတ်မျိုးပါတာကြောင့်မလို့အေးထက်တဲ့ရားရံခြင်းကိုတတ်တာစီပါတယ်။ဒီထက်ပိုပြီးအေးစေခြင်းရင်ဒီခရီးမ်တွေကိုရေခဲတက်တာထဲမှာထည့်သိမ်းထားလို့ရပါတယ်။ဒါပေမဲ့ဝိုင်းမန့်လိုအစီခဲတွေကိုတော့ရေခဲတက်တာထဲထည့်မသိမ်းသင့်ပါဘူး။လိန်စင်းနဲ့တော်ယုံမတက်တာပဲထကြွနေတဲ့နင်းကူအခြေအနေတွေအတွက် what wraps လို့ခေါ်တဲ့ပတ္တိဆိုစည်းတာကိုလည်းစမ်းကြည့်နိုင်ပါတယ် မွိုင်းချာရိုက်စာကိုရေချိုးပြီးပြီးချင်းထူထူလိမ့်ပါဒါမှမဟုတ်စတီရက်လေးစေးကိုလိုအပ်သလိုလိမ့်ပါခြေသားပတ်တီသို့မဟုတ်စွတ်ကြဲသားအင်ဂျီပေါင်းပြီးအပါလေးတွေကိုမပူမအေးရေထဲမှာစိမ်ပြီးတော့ရေဆိုးကြံရုံညှစ်လိုက်ပါဆိုနေတဲ့ပတ်တီသို့မဟုတ်အင်ဂျီပေါင်းပြီးကိုဆေးလင်းထားတဲ့ပုံမှာစီးလိုက်ပါသို့မဟုတ်ဝစ်လိုက်ပါအဲ့ဒီလိုပတ်တီအဆိုးသို့မဟုတ်အဝတ်အဆိုးပုံမှာအချောက်နောက်တလွှာကိုဝစ်ပေးနိုင်ပါတယ်ဒီလိုပတ်တီစီးထားပြီးတော့နာရီတော်ကြအောင်ထားနိုင်ပါတယ် ဒီနည်းကိုအပူချိန်ညားတဲ့မြန်မာနိုင်ငံလိုနေရာမျိုးမှာသုံးတဲ့အခါမှာဒီကိုအလုံးကိုအုပ်ပြီးတော့မသုံးမင်းနဲ့ယောဂပြင်းထန်တဲ့ခြေလက်ဒီပုံမှာပဲသုံးတင်ပါတယ်အပူချိန်လွန်ကဲသွားမှဇိုးရိမ်လာကြောက်ပါနားလေတက်ကျွမ်းတဲ့ဆရာဝန်သူနာပြုတ်တဲ့အတိုင်းမြင်ပြီးမှပတ်တီးဆိုစည်းတဲ့ကုထုံးကိုသုံးတင်ပါတယ်ကျောင်းနေရွယ်ကလေးငယ်တွေအတွက်နင်းကူယောဂဟာခက်ခဲမှုတွေကိုဖြစ်စေနိုင်ပါတယ်ယောဂအကြောင်းကိုနားမလည်တဲ့တငယ်ချင်းတွေရဲ့စားနပ်မှုကိုခံရနိုင်ပါတ ဒါကြောင့်မလို့မိသားစုတွေမှရောចောင်းမှာပါခလင်းငယ်နဲ့ထိတွေ့ဆက်ဆံရတဲ့လူအားလုံးဆရာဆရာမတွေပါဝင်နှင်းကူယောဂအကြောင်းကိုနားလည်အောင်ကျန်းမာရေးပညာပေးခြင်းတွေကိုလှုပ်ဆောင်ရပါမယ်။နှင်းကူယောဂဝိညာဉ်ရှင်တွေကိုခလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘေးကနေဆရာလောက်တာမျိုးမမှန်ကန်တဲ့အကြံဉာဏ်တွေပေးတာမျိုးအနေရဖြစ်စေမဲ့ဆေးနီးတွေပေးတာမျိုးတွေကိုမလုပ်မိဖို့အရေးကြီးပါတယ်။နှင်းကူယောဂရှင်တွေဟာစိတ်ဓာတ်ကြာဆင်းခြင်းစိုးရိမ်ပူပန်ခြင်းတွေကိုကာလကြာရှည်စွာခံစားလာရတာကြောင့်မလို့ စိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးလည်းဂယုစိုက်ဖို့လိုအပ်ပါတယ်မိမိပတ်ဝန်းကျင်မှာကိုယ့်ကိုနားလေပေးနိုင်မဲ့မိတ်ဆွေတငယ်ချင်းမိသားစုဝင်တွေရှိခြင်းကဝေဒနာရှင်တွေအတွက်ဒီယောဂါကိုရင်းဆိုင်ရာမှာအင်မတန်အထောက်အကူဖြစ်စေတဲ့အတွက်ယခုလိုနှင်းကူယောဂါနဲ့ပတ်သက်တဲ့တည်ကောင်းစရာတွေကိုဝေမျှပေးခြင်းအပြင်ကုသဖို့ခက်ခဲလက်ဝင်လာတဲ့ဒီနှင်းကူယောဂါကိုနိုင်နှင်းစွာထိန်းထားနိုင်ပြီးတော့သာယာပျော်ရွှင်ချမ်းသာတဲ့ဘဝတွေကိုရရှိနိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါ